မင်္ဂလာပါ။နေဦးနေရမ2025ခုနှစ်ဇွန်လ19ရက်နေ့ညပိုင်းသတင်းများကို စတင်အစီရင်ခံပါတော့မယ်။ကျွန်တော်တောက်ကြပါ။ပထမအဦးဆုံးအနေနဲ့ရန်ကုန်မှာဒေါက်ဆန်းစစ်ကြီးမွေးနေ့ထိမ့်အမှတ် 80ချစ်တဲ့ဘန်နာချီဆွဲပြီးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီကလုံခြုံရေးအထူးတင့်ကျက်ထားတဲ့ရန်ကုန်မြို့မှာယနေ့ကြောက်ရောက်တဲ့ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုကိုမြေပြင်တပိတ်လူငယ်များကပြုလုပ်ခဲ့ကြပါတယ်အဆိုပါလှုပ်ရှားမှုကိုပြစ်တိုင်းတောင်တပိတ်အဖွဲ့ကရန်ကုန်မြို့ကဘာအေးဖျားလမ်းပေါ်မှာရှိတဲ့လူကုကုန်းကျော်တံတားမှာယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်ယနေ့ဇွန်လ19ရက်နေ့မှာအသက်80ပြည့်ခဲ့တဲ့ ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုရည်ညွှန်းပြီး80ချစ်တယ်ဆိုတဲ့စာသားကိုရေးသားထားတဲ့ဘန်နာချိတ်ဆွဲကလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့လှုပ်ရှားမှုမှာပြည်သူများကနီလန်းပေါင်းစုံနဲ့ပါဝင်နေကြပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ရန်ကုန်မြို့မှာဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်သူများကိုဖိနှိပ်ဖို့ဂျမန်နေ့ဇွန်လ18ရက်နေ့ကတည်းကအရက်ဝတ်များနဲ့အသွင်ယူထောက်လန်းခြင်း မိတန်ကများနဲ့ကင်းလက်ချင်းများကိုရခင်ရမြထက်ပုံမလို့ဆောင်နေကြောင်းဒေသခံများကပြောပါတယ်။ထို့သောစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ကဖိနှိပ်ရန်ကြိုးစားနေပေမဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများကိုပြည်သူများကပုံစံမျိုးစုံနဲ့ဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဝင်းနိမိတ်တာယုံဆရာတော်ပြစ်ခတ်သူများကိုတနည်းပြည့်သည့်အထိစစ်ကောင်စီအရေးမယူကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ဝင်းနိမိတ်တာယုံចောင်းတိုင်းမှာဆရာတော်ဗဒ္ဒနာ မုနိန်တာဘေးဝန်တာကိုပြစ်ခတ်မှုကျွလွန်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအရေးယူဖို့တနစ်ကြသည့်အထိစစ်ကောင်စီကနှုတ်ဆက်နေပါတယ်။ဟွန်မွန်တို့တော့ဘာမှမကြားသိရပါဘူး။ဥစင်းတို့ဆရာတော်ဖျားကြီးကိစ္စပြီးတော့ဆရာတော်ဖျားကြီးရဲ့တာသနာကိုပဲပြပြဝဝထမ်းဆောင်ပါတယ်။ဂျန်နာရီကတော့ဘာမှမသိရပါဘူး။အဲ့ဒီနောက်ပိုင်းတက်တေလာရောက်စုဆောင်းခြင်းဘာမှလည်းမရှိပါဘူးလို့ဝင်းနိမိတ်တာယုံကျောင်းတိုက်ဒုတိယပရဏနာယကဆရာတော်ဗဒ္ဒနာတုတ္တနန္ဒကယနေ့ဇွန်လ19ရက်နေ့မှာမိန့်ပါတယ်။ ဝင်းနိမိတ်တာယုံကြောင်းတိုင်းမှာကက်ပီယာတဦးကလည်းဆရာတော်နဲ့ပတ်သက်တဲ့အမှုနောက်ဆက်တွဲကိုဘာမှမကြားသိရကြောင်းပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ19ရက်နေ့မှာဆရာတော်ဘဒ္ဒန္တမုနိန္ဒပြီးဝန်တာကကံ30ကြောင်းတိုက်ဆရာတော်ဘဒ္ဒန္တဂုဏိကာပြီးဝန်တာနဲ့အတူငန်းစုံမြို့ကမ္မရွာမှာစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များရဲ့တနက်နေ့ပြစ်ခတ်မှုကြောင့်ပြန်လည်တော်မူခဲ့ရပါတယ်။အဲ့ဒီပြစ်ခတ်မှုကိုစစ်ကောင်စီကကနအိုးမှာ PDF များရဲ့လက်ချမ်းလိုလိမ်လည်ထုတ်ပြန်ခဲ့ပေမဲ့ ဇွန်လ20ရက်နေ့မှာပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ကန်30ကျောင်းတိုက်ဆရာတော်ရဲ့မိန်ကြားချက်ကြောင့်စစ်ကောင်စီရဲ့လိန်လယ်မှုပေါ်လွင်ခဲ့ပါတယ်။အဲ့ဒီနောက်ဇွန်လ21ရက်နေ့မှာအဲ့ဒီဖြစ်စဉ်ကိုဖြစ်ရမှန်စုံစမ်းရေးအဖွဲ့ကဖော်ထုတ်စစ်စစ်မဲလို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ဝင်းနီမိတ်တာယုံကျောင်းတိုက်ဆရာတော်ဗက်ဒနာမုနိန်တာဘီဝန်တာပြစ်ခတ်ခံရမှုကိုစုံစမ်းနိုင်ဖို့အတွက်စစ်ကောင်စီရဲ့အလစ်ပိုက်တိုင်းစစ်တပ်နာချုပ်ဒူတိုင်းမှုအပါအဝင်၃ဦးပါဝင်တဲ့ဇုံကုံအဖွဲ့ဖွဲ့ကစစ်ဆင်းမှုလှုပ်ဆောင်ခဲ့ပြီး အရေးယူမှုအပိုင်းကိုတော့မကြားသိရတော့ကြောင်း CDM ဗိုလ်ကြီးဇင်ရောကပြောပါတယ်စစ်တပ်ကဟန်ပြအရေးယူတာမျိုးကိုတော့မကြားသိရပါဘူးဇုံခုံနဲ့တင်ပြီးသွားတယ်တကယ်တမ်းစုံစမ်းစစ်ဆေးရေးမလုပ်ဘဲနဲ့တတိကံကောက်နှုတ်ချက်လောက်တာလည်းမရှိပါဘူးလို့ဆိုပါတယ်ဝင်းနိမိတ်တိုင်ုံចောင်းတိုင်းမှာဒုတိယဗဒနာနာယကဆရာတော်နဲ့ကပိယဖြစ်တဲ့နှိုးကိုမင်းမြန်ကြမှာလဲထိုပစ်ခတ်မှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီမှလာရောက်စုံစမ်းစစ်ဆေးမိမြင်ခြင်းတတိစုဆောင်ခြင်းများမရှိကြောင်းပြောပါတယ် ဝင်းနိမိတ်တာယုံကြောက်တဲ့ဆရာတော်ကိုပြစ်တက်ခဲ့သူများမှာကြောက်စဲအခြေဆိုင်အမတ်နဲ့အင်အားပြန်လဲဖြစ်တင်းရေးတက်မှဘုံမှုမျိုးမင်းဦးနဲ့အတူစစ်သား73ဦးငန်းစုံအခြေဆိုင်ပြူစောတိအဖွဲ့ခေါင်းဆောင်မျိုးမင်းခိုင်စုသူနဲ့ပြူစောတိပြည်သူစစ်၁၄ဦးစုစုပေါင်း29ဦးပါဝင်ကြောင်းမြန်မာနောက်တရင်ဌာနကစစ်ကောင်စီတပ်ရဲ့ထောက်လှမ်းရေးအစီရင်ခံစာများကိုကိုးကားကတရင်ဖော်ပြထားပါတယ်စစ်ကောင်စီကတော့ကန်30ဆရာတော်မိန်ကြားချက်အပြီးနောက်ရက်2024ခုနှစ်ဇွန်လ27ရက်နေ့မှာ စစ်တပ်က၎င်းတို့ပြစ်ခတ်လိုက်ခြင်းဖြစ်ကြောင်းနဲ့ပြည်ရမစွန်ဆိုင်ရေးအဖွဲ့ကဖော်ထုတ်စစ်ဆေးမှဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဝင်းနိမိတ်တာယုံကြောင်းတိုက်ဆရာတော်ပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးမိသည့်သတင်းထုတ်ပြန်ကြမ်းများမရှိတော့ပါဘူး။ထိုကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းတွန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်လည်ဖြေကြားခြင်းမရှိပါဘူးခင်ဗျာ။ဆက်လက်ပြီးတော့လာရှိုးမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAA နဲ့ SSPP SSA တို့အကြားအငြင်းပွားမှုများကိုတွေ့ဆုံညီနိုင်ဆွေးနွေးခြင်းနဲ့သဘောတူညီမှုရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။လာရှိုးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးနောက်ကိုကက် MNDAA နဲ့ရှက်ပြည်တိုးတက်ရေးပါတီ SSPP SSA တို့အကြားအငြင်းပွားမှုများကိုတွေ့ဆုံညီနိုင်ဆွေးနွေးခြင်းနဲ့သဘောတူညီမှုရရှိကြောင်းကိုကက်တကိုကန့်ကထုတ်ပြန်ထားပါတယ်။ဇွန်လ19ရက်နေ့မှာ MNDAA နဲ့ SSPP တို့ရဲ့ဆွေးနွေးပွဲကို ကိုကန့်အထုဒေတာတက်သိန်းနီခရိုင်တန်လွင်ကြီးရွာမှာကျင်းပခဲ့ပြီးဝပီသွေးစင်းညညရေးတက်မတော် UWSA ဘက်မှကိုစလေအဖွဲ့ကတက်တဲ့အဖြစ်တက်ရောက်ခဲ့ကြအောင် MNTA ဘက်မှအစစ်မြစ်အရာရှိကြီးများပါဝင်တဲ့အဖွဲ့တက်ရောက်ခဲ့ကြကြအောင် SSPP SSA ဘက်မှဒုတိယတက်မှုချုပ်ဘိုချူကြီးဦးနိုင်ဖဦးဆောင်တဲ့ကိုစလေအဖွဲ့တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်အဆိုပါတွေ့ဆုံမှုမှာနောက်ဦးနှစ်ဖက်စလုံးစိတ်ဝင်စားတဲ့လက်တလောကိစ္စရပ်များနဲ့ပတ်သက်ပြီးနက်နက်ရှိုင်းရှိုင်းဆွေးနွေးပလဲခဲ့ကြောင်းကြီးတဲ့အမှုငယ်အောင် ငရေအမှုပပပြအောင်ဆိုတဲ့ဏိယမကိုလက်ကင်ထားပြီးတက်တလို့ပေါပေါလာတဲ့အမြင်ကွဲလွဲမှုများနဲ့သဘောထားကွဲလွဲမှုများကိုငင်းကျန်းစွာဖြေရှင်းရသဘောတူညီခဲ့ကြကြောင်းသိရှိရပါတယ်။ MNDAA ဘက်မှမဟာမိတ်တက်တော်ဒုတိယစီဦးစီးချုပ် Mr. Fandi Chung က MNDAA ကအချာမီတီတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆိုပဋိပက္ခဖြစ်ပွားလို့ခြင်းမရှိပါ။မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအလုံးနဲ့ချစ်ကြည်ရင်းနှီးစွာနေထိုင်လိုပါတယ်။ MNDAA ဟာ အခြားမည်သည့်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကမစိုးဖိနှိပ်ရမည်သည့်အခါမှစိတ်ဆန္ဒမရှိခဲ့သလိုယခုလည်းမရှိပါအနာကက်တွင်လည်းလုံးဝရှိလာမည်မဟုတ်ပါလို့ပြောဆိုပါတယ်နှစ်ဖက်တပ်ဖွဲ့များအနေနဲ့အစစ်မြင့်ဆက်သွယ်ညီနိုင်ရေးရန်နယဖွဲ့စည်းရန်သဘောတူညီခဲ့ပြီးနှစ်ဖက်အလို့အဖွဲ့များရဲ့ဆက်သွယ်ရေးတာဝန်ရှိသူများကိုချက်ချင်းသတ်မှတ်ပေးခဲ့ကြောင်းတွေ့ဆုံမှုကိုလက်တွေ့ကျ၍ပွင့်လင်းမြင်သာတဲ့ပတ်ဝန်းကျင်မှာကျင်းပခဲ့ပြီးနှစ်ဦးနှစ်ဖက်စလုံးရဲ့အငင်းပွားမှုများကိုထိန်းချုပ်ရန်နဲ့ ပဋိပက္ခနေပါစေရန်ဆွေးနွေးပွဲစကားဝိုင်းမှာတဆင့်ကျူပန်အာထုံမှုရဲ့အပြုသဘောဆောင်တဲ့သဘောထားကိုအပြည့်အဝပြသခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ၁ရက်နေ့မှာလာရှိုးမြို့နယ်အတွင်း MNDAA နဲ့ SSPP တပ်များအကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလာရှိုးမြို့နယ်နားလိုက်ကြီးရွာအနောက်ဖက်ရွာအထွက်လမ်းကို SSPP SSA စစ်ကြောင်းထွက်ချိန်မှာ MNDAA တပ်မအမှတ်611လောက်ခန့်တပ်ကဂျုံကိုတိုက်ခတ်၍နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲမှာ MNDE တပ်ဖွဲ့ဝင်၈ဦးကြဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းရှိကြောင်းယင်းနေ့ညနေပိုင်းမှာလာရှိုးမြို့နယ်ဟန်နာကြီးရွာမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ MNDE နဲ့ SSPP တို့ဟာ KIAA, UWSA, NDAA, TNL တို့နဲ့ဖွဲ့စည်းထားတဲ့မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဟုအများခေါ်ဆိုကြတဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာပါဝင်တဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်ကြပါတယ်ခင်ဗျာဆက်လက်ပြီးတော့ ပလင်းမြို့နယ်မှာရှိတဲ့ကန်တောင်ရေစကန်းကိုတော်လန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ကန်တောင်ရေစကန်းကိုတော်လန်ရေးတပ်တွေကအပြီးသက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဒီနေ့ထုတ်ပြန်ပါတယ်။ကန်တောင်ရေစကန်းကိုဇွန်လ19ရက်နေ့ဒီနေ့မနက်ပိုင်းမှာ PLA ရဲ့ဦးဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုတွေကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ကန်တောင်စကန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းပြည့်စုံကိုတော့ ထပ်မံထုတ်ပြန်သွားမယ်လို့လည်း PL ကဆိုပါတယ်ဒီမနက်6:40မှာကန်တော့ရေစကန်းကိုတိမ့်နိုင်ခဲ့ပါတယ်အတီးပြုတ်ပါတယ်နောက်ဆက်တွဲသတင်းတွေကိုဆက်လက်ထုတ်ပြန်ပါမယ်ဇွန်လ2ရက်နေ့ကတည်းကစပြီးတိုက်ခိုက်ခဲ့တာအခု19ရက်နေ့မနက်မှရတာပါလို့ ပြည်သူ့လူမျိုးရေးတက်မတော် PL ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နင်းနီကျော်ကပြောပါတယ်ကန်တော့ရေစကန်းကိုတော်လန်ရေးတက်တွေကဆက်တိုက်ဆိုးတယ်လို့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကလည်းလေကြောင်းပစ်ကိုလာပေးတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ ြက်ဖိုက်တာတစ်စီးကို PLA ကပြစ်ချလန်းခဲ့ပါသေးတယ်ခင်ဗျာဆက်လက်ပြီးတော့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နာဝက်ကပြည်သူများကိုတောင်းပန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နာဝက်နဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ပြောကြားခဲ့တဲ့အတန်ဖိုင်ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူများစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အတွက်တောင်းပန်ကြောင်းပေတုံတန်ကယနေ့ဇွန်လ19ရက်နေ့မှာပြောကြားခဲ့ပါတယ်အဆိုပါဖုန်းတန်ဖိုင်ဟာဆွေးနွေးညှိနှိုင်းမှုဆိုင်ရာနှိပညာကိစ္စများသာဖြစ်တယ်လို့လည်း၎င်းကဆိုပါတယ်။ဒါအပြင်ပေထုံတန်ဟာ စစ်တပ်နဲ့၎င်းရဲ့ယက်တီချက်ကိုပြောကြားခဲ့ပြီးအမျိုးသားလုံခြုံရေးချင်းချောင်းမှုကိုလည်းကင်တွယ်ဖြေရှင်းရန်အတူတကွပူးပေါင်းဆောင်ရွက်မယ်လို့ကတိပြုခဲ့ပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကကမ်ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကအတန်ဖိုင်ကိုဖွင့်ချခဲ့ပြီးနောက်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ဟာဝေဖန်မှုများကိုရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။အဆိုပါအတန်ဖိုင်မှာပေတုံတန်ကအငင်းပွားနယ်မြေကိုကြီးကြပ်နေတဲ့ဒုတိယဗိုလ်ချုပ်ကြီးဘွန်ဆင်ပိုက်လန်ကိုဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်။ပေတုံတန်ကအတန်ဖိုင်အတွင်ပြောကြားထားမှုဟာ ညီနိုင်မှုနီးစနစ်များထဲမှတစိတ်တပိုင်းဖြစ်တယ်လို့ရှင်းလင်းထားပြီးအတန်ဖိုင်ကိုထုံးလင်းခဲ့တဲ့ဟွန်ဆန်ကိုလည်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။လက်ရှိမှာလည်းထိုင်းနဲ့ကမ်ဘောဒီးယားနေဆက်ဒေသ၄ခုနေမင်းအငင်းပွားမှုနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲနေစေဖြစ်ကကမ်ဘောဒီးယားမှာနိုင်ငံတကာတရားရုံးကိုတင်ပြပေးမယ်လဲထိုင်းနိုင်ငံကတော့နှစ်ပတ်ဆွေးနွေးပွဲများသာလုပ်ရန်ဆန္ဒရှိနေပါတယ်။ပြီးခဲ့တဲ့မေလ28ရက်ဥပုံရက်ချာထာနီမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့်ကမ်ဘောဒီးယားစစ်သားတအုပ်တည်ဆုံးခဲ့တဲ့အချိန်မှစတင်ကတင်းမာမှုများပုံမှုမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်ဆာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်အသစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနိုင်ရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။လူထုပဲရက်တီချင်းတရင်အစစ်အမှန်ຫນွေဦးနိုင်ရန်